စတိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းအရာကတော့ဓမ္မပါဠဖောင်ဒေးရှင်း DPF ဆယ်နှစ်ပြည့်တန်ဖြူရတုနှစ်ပတ်လည်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဓမ္မပါဠဆရာတော်ဦးစီးပြီးဓမ္မပါဠဖောင်ဒေးရှင်း DPF ဆယ်နှစ်ပြည့်တန်ဖြူရတုနှစ်ပတ်လည်မင်္ဂလာအခမ်းအနားကိုတော့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့နက်9:00ခွဲက ရန်ကုန်တိုင်းဒေသကြီးကြည်မြနိုင်မြို့နယ်နတ်စင်လန်တာရူကျောင်းတိုက်အောင်သူခဓမာယုံမှကျင်းပပြုလုပ်ခဲ့ပါတယ်။ဓမ္မပါဠိဆရာတော်ဓမ္မကတိကဂုံလူဆောင်ကိုပွဲရာဓမ္မပါဠိဖောင်ဒေးရှင်း DBF အကျိုးဆောင်ချုပ်မြို့နယ်တန်ခါအတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြုဓမ္မစကြာဆဝိုင်းဒေသနာကျမ်းပြုအရှင်ပါကတာလင်္ကာရဤ ထူးခြားချက်များမှာဓမ္မစကြာ၃နှင့်အနတ္တလက္ခဏာတုတ်ကြားဝါဇူလာပြေကျော်၅ရက်စာတပရိနိနနတ်တွင်ဖွားမြင်ခဲ့ပြီး၅နှစ်သားအရွယ်တွင်ဥပုပ်ဆောင်သုံးခြင်း၆နှစ်သားအရွယ်တွင်တသက်လွတ်စားခြင်း၇နှစ်သားအရွယ်မှာတော့မိလွတ်စားခြင်း၈နှစ်သားအရွယ်တွင်ရှင်သာမဏေဝတ်ခြင်း၉နှစ်သားအရွယ်မှာတော့ပရိစသမုပ္ပါဇဝိုင်းတရားကိုလေ့လာခဲ့ပြီး ဆယ်နှစ်သားအရွယ်တွင်တရားစတင်ဟောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့16နှစ်သားအရွယ်တွင်ဘဝကျင့်စဉ်ကို စတင်ရှာဖွေက19နှစ်သားအရွယ်တွင်စချဘုံကြီးဖြစ်ခဲ့ပြီးတတ်တော်23နှစ်တွင်ကျောင်းနိုင်ဘုံကြီးဖြစ်ခါတတ်တော်29တွင်ဘဝကျင့်စဉ်ကိုမူကျမ်းရရှိခဲ့ပါတယ်။အိုင်နောက်မှာတော့တက်တော်35တွင်ဗုဒ္ဓဂါယာမဘဝကျင်စဉ်ကို အတီးပြုရရှိခဲ့ကာ ်တတော်36နှစ်တွင်ရိတ်တာတည်ထောင်ခဲ့ပြီးတတော်38နှစ်တွင်ဓမ္မပါလဖောင်ဒေးရှင်း DBF ကိုတည်ထောင်ခဲ့ပြီးတတော်40တွင်ပြည်ပသာသနာပြုစတင်ကာတတော်53နှစ်တွင်ဓမ္မစက်တာဆဝိုင်းဒေသနာကိုတည်ထွင်ခဲ့ပြီးတတော်44နှစ်တွင်ဗုဒ္ဓဂါယ15မိုင်ရန်ကုန်ကိုစတင်တည်ထောင်ကာတတော်45တွင်ဘဝကျင့်စဉ်ကိုအတိတ်ထံအောင်မြင်ခဲ့ပြီးတတော်49နှစ်တွင် ဗုဒ္ဓဂါယာမှာဓမ္မကျင့်စဉ်ကိုရရှိတော်မူခဲ့ပါတယ်ဓမ္မပါလဖောင်ဒေးရှင်း DPF ကို2014ခုနှစ်ကစတင်တည်ထောင်ခဲ့ကယခု2024ခုနှစ်တွင်တည်ထောင်ခြင်း10နှစ်ပြည့်သို့ရောက်ရှိလာခဲ့တာကြောင့်ဒီကနေ့နိုဝင်ဘာလ25ရက်နေ့နက်9:00နာရီခွဲတွင်ရန်ကုန်တိုင်းဒေသကြီးကျင်းမြင့်နိုင်မြို့နယ်နတ်စင်လန်းတာရူကျောင်းတိုက်အောင်သုခဓမ္မယုံတွင် ဓမ္မပါလဖောင်ဒေးရှင်း DPF ဆယ်နှစ်ပြည့်တန်ဖြူရတူနှစ်ပတ်လည်မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားနဲ့ပတ်သက်ပြီးတော့လည်းဓမ္မပါလဆရာတော်အရှင်ပါကတာလင်္ကာရမှာအခုလိုမိန့်တော်မူပါတယ်။အဲဖမောအခုဒီဆယ်နှစ်ပြည့်ပွဲကြီးကျင်းပတာတော့ဖမောရဲ့အချိန်ရဲရဲကြောင့်ခေတ်ကရှော့ထားတဲ့ဥစ္စာတွေအခုတကြောပြန်ပြီးတော့စကြမယ်ပေါ့အဲ့ဒါဓမ္မပလမီတာစုတွေစုံစည်းတယ် အဲဒီစုံစည်းပွဲမှာပဲဒီဆယ်နှစ်တာကာလအတွင်းမှာအထူးထောက်ပံ့ပေးခဲ့တဲ့တိန့်တထောင်ကျော်တိန့်သုံးလေးထောင်ကျော်အလူရှင်တွေတိန့်တရာထက်အလူရှင်တွေကိုဒါအထူးကုန်ပြုလာတယ်ခင်အထူးအနေနဲ့ဒီဆယ်နှစ်တာကာလအပွဲကြီးမှာနောက်ပိုင်းဒီတဲ့ဒီတဲ့တာနာပြုလုပ်ငန်းတွေပိုလုံးနိုင်အောင်ဥပထံတကအခွင့်အရေးဆိုတော့အထူးထောက်ပံ့တဲ့အဖွဲ့ကြီးတစ်ဖွဲ့ပါဒီနေ့ဖွဲ့စည်းဖို့အဓိကရှိရပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်အဲဖုံဖုံကမမလာဖော်ပြချင်းစတော့ကတော့တာသနာပြုပြိုင်တာအဖွဲ့ပေါင်း၃လဖွဲ့လောက်ပဲရှိတယ် အဲ့ကနေပြီးတော့အခုတဖြည်းဖြည်းနဲ့ထပ်ဖွဲ့ထပ်ဖွဲ့ရနေအခုဆိုရင်ဌာနကြီးကိုးကူးနဲ့အဖွဲ့ကြီးကိုးကူးရှိတယ်။အဲ့ဒီဌာနကြီးကိုးကူးနဲ့အဖွဲ့ကြီးကိုးပွဲကခမုန်းလို့မြန်မာတနိုင်ငံလုံးမှာဆိုရင်လေပရာဟိတလုပ်ငန်းတွေဆိုရင်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တယ်။အဲခမုန်းတို့မှာပရာဟိတဆိုရင်တနိုင်ငံလုံးလုပ်တယ်။ပရိယတိဆိုလည်းခမုန်းတနိုင်ငံလုံးလို့လို့လုပ်ပါတယ်။ခမုန်းတက္ကသိုလ်ရောဓမ္မဆရာထုတ်ချတာတွေရောပတ်ဆောင်တယ်။အဲခု ပฏิပတ်တိလုပ်ငန်းအနေနဲ့ဆိုရင်လည်းမြန်မာပြည်တွင်မကဘူးပြည်ပဘုံဘုံထိုင်းတို့စင်ကာပူတို့အိန္ဒိယတို့အထူးပါပြည်တွင်းဒီဘာသာနာပြုလုပ်ငန်းတွေအများကြီးလုပ်ဖြစ်ပါအဲဒီသမမလဖောင်ဒေးရှင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ဓမ္မပါလဓမ္မဆိုတာတရားပါလဆိုတာစောက်ချောက်တာပေါ့ဘုံဘုံကတရားဓမ္မတွေတိုးတက်စီရင်ပြန်ပွားထွန်းကားအောင်စောက်ချောက်ဖို့နံပါတ်၁ရှိတယ်အဲ့ဒီနံပါတ်1ကတော့အဲ့ဒီတရားစွာရည်နဲ့လောကလူသားတွေကိုငြိမ်းချမ်းမှုငြိမ်းအေးမှုတွေပေးခြင်းဒါကပထမပလဖောင်ရှင်ရဲ့ရည်ရွယ်ချက်နဲ့ချက်ပါ အဲဖုံးဖုံးကကြတော့အခုပလန်ထပ်ပြီးတော့ချလိုက်တာကအခုနတော့ကရည်ရွယ်ချက်နှစ်ခုအပြည့်ဟိုရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆိုဥပဒေမကားအဖို့ကြီးတစ်ခါထပ်ဖွဲ့လိုက်တယ်အထပ်ဖွဲ့တယ်ဆိုတော့ဖုံးဖုံးကရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆက်လက်ပြီးတော့ဒီထက်ဒီထက်အောင်မြောင်ဆက်လုပ်ပါအဲဖုံးဖုံးကအခုပြည်တွင်းပြည်ပသာသနာပြုလုပ်ငန်းတွေလုပ်တယ်လုပ်တဲ့အခါမှာလည်းပရဟိတရောပရိယတိရောပရိပတ်တိရောသုံးမျိုးလုံးလုပ်တယ်အဲတစ်ခါထပ်ပြီးတော့ဖုံးဖုံးအထူးအနေနဲ့အခုတရားလိုင်းမှဆိုရင် ရှင်းပြီး90ကျော်ကမိုးဘုတ်ဆရာတော်ဘုရားကြီးကပရိသတ်သမုတ်သက်ဆက်ဝိုင်းဆိုပြီးထုံတာသူကတော့အခုဓမ္မစက်ကြဆက်ဝိုင်းဆိုပြီးတော့တမိုင်းတွင်နဲ့ဆက်ဝိုင်းတစ်ခုပါဆက်ပြီးတော့ဓမ္မနာတော့ပေါ့အဲကြောင့်မလို့ဦးဇင်းနဲ့ပရာဟိတလည်းလက်တွဲလို့ရတယ်ပရိယတိလုပ်ငန်းတွေမှာလည်းလက်တွဲလို့ရတယ်အခုဆိုရင်ပฏิပတိလုပ်ငန်းဖြစ်တဲ့လက်တွေ့ကျင့်စဉ်လုပ်ငန်းတွေမှာအထူးပါဦးဇင်းဆက်ပြီးတော့ဆောင်ရွက်သွားတဲ့အတွက်ကြောင့်အားလုံးဘက်ဆောင်ကပါဝင်လို့ရတယ်ဟောဖုံးဖုံးတို့ဓမ္မတလဖောင်လေးရှိမှာဓမ္မတလဖောင်လေးရှိရင်ဆောင်ဖို့ရှိတယ်ပေါ့ ဓမ္မပါလာမှာဘဝတာကြပါစေဥပိ္ပယဓမ္မပါလာမိသားစုတွေအားလုံးဓမ္မပါလာကြီးမှာဘဝတွေတာရပျော်ရွှင်စေခြင်းတိတိတိတပို့ရတာဖြစ်ချင်းနောက်တစ်ခုဓမ္မပါလာဖောင်ဒေးရှင်းဘဝတာကြလို့နောက်ရေးလင်းပါသေးတယ်ဓမ္မပါလာဖောင်ဒေးရှင်းမှာပါဝင်လက်သေးပြီးတော့ဘဝတွေတာရပျော်ရွှင်တဲ့ဘဝတွေနဲ့နောက်မှာဒီတဲ့ဒီတဲ့အလင်းတွေတောက်ပပြီးတော့လောကအလင်းတွေဓမ္မအလင်းတွေညံအလင်းတွေရရှိခြင်း ဟဲ့နောက်တစ်ခါဓမ္မတလာဖောင်ဒေးရှင်းအင်္ဂလိပ်လိုအတူပါပြောမယ်ဆိုရင်ဓမ္မက D ပါလာက B Foundation F DPF အဲဒါလေးနဲ့အညီဥပဒေစုံကောင်တောင်းပေးရရင် DPF မြေချတက်နိုင်ကြပါစေလို့စုံကောင်တောင်းပေးဒီကနေ့ကျင်ပပြုလုပ်ခဲ့တဲ့အခမ်းအနားမှာတော့ကြွရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ အလူတရကတရကမာများဖိတ်ကြားထားသောဧည့်သည်တော်များမှနမောတသသုံးကျင်ယုစုကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဓမ္မပါလဆရာတော်ဘုရားထံမှတိလခံယူဆောက်တည်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဓမ္မပါလဖောင်ဒေးရှင်း DVF အကြံပေးနိုင်ရကပညာရေးဝန်ကြီးဌာနညွှန်ကြားရေးမူငိဦးစိန်ညင်ထွန်းခေါ်တက္ကသိုလ်စိန်ညင်ထွန်းမှအဖွင့်အမှားစကားပြောကြားပြီး ဥပဋ္ဌမ္မကအဖွဲ့အစည်းအဝေးကျင်းပခြင်း အစီအစဉ်အရာ အများကိုစားဓမ္မပါဠဖောင်ဒေးရှင်း DBF ကျက်သိန်းလေးတောင်ကျော်အလူရှင်ကျောင်းတကာကြီးဥယျံအောင်မှဆွေးနွေးတင်ပြခဲ့ပါတယ်ဆလဘီတိန့်တထောင်ကျန်းနေအထက်အလူရှင်များနေတိန့်တရာကျန်းနေအထက်အလူရှင်များအားဂုံပြူမှတ်တမ်းလာများပေးရခဲ့ပြီး ကြောင်းတော့မဆောင်ဘူးအာနိယဟံဟောမာနာဝဇိမမိပါပါရ ဓမ္မပါဠဖောင်ဒေးရှင်း DBF အကျိုးဆောင်ချုပ်မြို့နယ်တန်ခါအတွင်ရေးမှုအင်တန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြုဓမ္မစကြာဆဝိုင်းဒေသနာကျမ်းပြုဇာတော်ကအနုမောနာတရားဟောကြားကရေဆက်ချအများပေးဝေခဲ့ပြီးအလူတရားကတရားကမှများနေအပြိသက်များကို ကန်ဆဲမဲနိုင်ခါမဟာကန်ထူးရှင်ရေးချယ်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီနောက်မှာတော့ ဗုဒ္ဓသာသနာစီရင်တည်ထူ၃ချိန်ရွဆိုကအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပြီးရွှေမိုးငွေမိုးများရွာသွန်းဖြိုးကဆရာတော်တန်ဃာတော်များကိုနေစွန်းဆက်ကပ်လူရန်ခဲ့ပါတယ်။ဆရာတော်ဘုရားကြီးကိုစသီးကြတော့တော်တော်ကြပါပြီ။เนาะအန်တီတို့ဟိုကလေ27ဆယ်ပြည့်တင်တန်းပထမပတ်ထဲမှာ စတဲ့ခရေကဆရာတော်ဘုရားလည်းယူသေးတယ်ယူသေးလေးစားပြီးတော့တင်နန်းမှာလည်းဆရာတော်ကလည်းအစ်တမ်းမှာအစတအရာရာနေထိုင်ရေးစားတော့ရေးအကုန်လုံးတင်နန်းသူတင်နန်းသားတွေတွေဘူးတစ်ဆိုင်တင်နန်းပို့ချခဲ့တယ်ပေါ့နော်အဲ့ဒီမှာအန်ဒီကတက်ရောက်ခဲ့တယ်ကဆရာတော်ဘုရားယူလေးစားကြည့်နေခဲ့တာဖြစ်ပါတယ်အခုလည်းဒီနေ့လာရောက်ဂုဏ်ပြုတာပေါ့နော်ဆယ်နှစ်ပြည့်ဆယ်နှစ်ပြည့်နှစ်ပတ်တယ်မှာပေါ့နော်အဲ့တော့ဆရာတော်ဘုရားကြီးကလည်းအများရန်လာတဲ့လူတွေကိုအကုန်လုံးအာရဒါနအစအကုန်လုံးအပြည့်အဝအပြည့်မဲဖောက်ပေးဦးမှာတဲ့မဲတွေကလည်းအများရန်ဖောက်ပေးတယ် ဟုတ်ကဲ့ဆရာတော်ဘုရားကိုယ်တိုင်ကလည်းဘွဲတွေအများကြီးရထားတယ်တရားဘွဲတွေလည်းအများရန်လုတ်တယ်ရင်သေးလိမ့်မှာသင်္นานနေတယ်လုတ်တယ်မျက်စိတွေမျက်စိတွေအဲမျက်စိပါလဲစက္ကူဌာနပေါ့နော်အဲ့ဒီမျက်စိခွဲစိတ်တာတွေလည်းလုတ်ပေးတယ်နောက်ပြီးတော့အဲ့မှာသင်တန်းလည်းတော်တော်ဆုံးနေကွန်ပျူတာတွေရောအင်္ဂလိပ်စာတွေရောဘုံလုံးကြီးဒီနေ့မှသင်တန်းတွေရောဆရာမတွေကိုလုပ်ပေးတာအများကြီးပါပဲရှင်။ဆရာတော်ဘုရားကြီးတက်တော်ရတော်ရှိပါစေ။သနာပြုလုပ်ငန်းတွေလည်းဒီထက်မကကျယ်ပြန့်စွာဆောင်ရွက်နိုင်ပါစေ သာသနာတော်ကြီးတိုးတက်တာနဲ့အမျှဆရာတော်ဖျားဆောင်ရွက်နေတဲ့သာသနာပြုလုပ်ငန်းတွေလည်းတိုးတက်အောင်မြင်ပါစေလို့အန်ဒီယာတကယ်လင်းနဲ့ကနေလိုက်လိုက်လေလေဆုတောင်းပါတယ်ဓမ္မပါလာဆရာတော်မှာဓမ္မပါလာဖောင်ဒေးရှင်း DPF ကိုတည်ထောင်ခဲ့ပြီးသာသနာပြုပရဟိတကိုလှုပ်ဆောင်ခဲ့တာကုစုဌာနကိုကူနဲ့အဖွဲ့ကိုပွဲဖြင့်မြန်မာတနိုင်ငံလုံးအတိုင်းအတာ ပရဟိတသာသနာပြုလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျာ ။အကြောင်းဆရာတော်ရဲ့သာသနာပြုပရိဒလုပ်ငန်းများကိုဒီထက်မကလှုပ်ဆောင်နိုင်စေဖို့သာသနာတော်ကြီးအထွတ်ရှည်တည်တံ့ခိုင်မြဲစေဖို့ခொနည်းရဲ့သာသမီ စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့အနေနဲ့နိဗ္ဗာန်လမ်းကိုရည်ရွယ်ကကုသိုလ်ပြုပါဝင်လူတန်းနိုင်စေဖို့ Sky Daily Media မှာနိဗ္ဗာန်အကျိုးမျှော်လို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။